တိုင်းပေါင်းထောင်ငနယ်အကုံခံပြီးတော့မင်္ဂလာဝဲလာသူတွေကိုတံပိုးကြီးလက်ဆောင်တွေပြန်ပေးခဲ့တဲ့ပိုင်တကုံနဲ့မန်လင်းမြောက်ဖူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာ Silly Insider Page ကနေပြီးတော့ပြန်လည်လို့ကြိုဆိုပါရစေ။ပိုင်တကုံကစောလဆလီရင်းနေ့မှာမလင်းမြဖူးနဲ့စူလျာရပ်ဘက်မင်္ဂလာဝဲအခမ်းအနားကိုကျင်းပခဲ့တယ်လို့စောလ18ရင်းနေ့မှာလည်းကြီးကျယ်ခမ်းနားလာတဲ့ ဒင်နာဝက်ဒင်ပွဲကြီးကိုကျင်းပခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲနှစ်ပွဲလုံးကိုအကြီးကျယ်ဆုံးအခမ်းအနားဆုံးကျင်းပခဲ့တာပါ။ဆိုလျာရပတ်မင်္ဂလာပွဲကိုမြန်မာဆန်ဆန်ကျင်းပခဲ့တယ်လို့ဒင်နာဝက်ဒင်ပွဲကိုလည်းအနောက်တိုင်းမင်္ဂလာပွဲတွေအတိုင်းအပြည့်စုံထည့်သွင်းပြီးတော့ကျင်းပထားခဲ့တာပါ။မင်္ဂလာပွဲဆိုတဲ့အတိုင်းပဲအစားအသောက်တွေကလည်းတကယ်ကိုပဲအကောင်းဆုံးဆိုတာတွေကိုပဲရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ။ဆူလျာရေပတ်မင်္ဂလာဝဲမှာတော့ကထမင်းနဲ့သက်ဆိုင်တဲ့တံပေါင်းနဲ့တခြားမီနူတွေကိုရွေးချယ်ပြီးတော့စားတောက်နိုင်ပါတယ်။ဓမျိုးလေးကျွေးတာမဟုတ်ပဲကိုစိတ်ကြိုက်စားတောက်နိုင်တာဖြစ်ပါတယ်။ညစာစားပွဲမှာကျတော့တောက်စီယာမျိုးစုံကိုထည့်ပေးထားတာဖြစ်ပါတယ်။ night life ဖြစ်အောင်ပိုင်တဂုံတို့ဘက်ကနေအထက်နိုင်ဆုံးဖြည့်ဆည်းပေးခဲ့တာဖြစ်ပါတယ်။ ဒါအပြင်မင်္ဂလာဝဲတွေမှာမပါမဖြစ်ထုံးစံတစ်ခုကတော့မင်္ဂလာဝဲကိုလာတဲ့သူတွေကိုလက်ဆောင်ပြန်ပေးရဖြစ်ပါတယ်။မြန်မာနိုင်ငံမှာမင်္ဂလာဝဲကျင်းပသူတိုင်းကလည်းအခုလိုလက်ဆောင်ပြန်ပေးတဲ့အချက်ကိုအကုန်လုံးကလှုပ်ကြပါတယ်။နေဘက်ကပွဲတွေမှာဆိုရင်တော့ခေါင်းလျှော်ရီဆက်ပြားကဲတော့ကျိတ် ခေအိတ်ဆောင်ပြက်ကလေးတွေကိုပေးကြတာဖြစ်တဲ့ဒိဋ္ဌိကျေမင်္ဂလာဝဲကျင်းပါပြီဆိုရင်တော့လေရွန်းတယ်ပစ္စည်းလေးတွေပကံလေးတွေနဲ့တခြားချက်စရာကောင်းပြီးတော့ဒိန်းဆဲလို့ရမာတွေကိုပေးကြပါတယ်အခုလိုလက်ဆောင်ပေးတဲ့နေရာမှာအဲ့တဲ့တထောင်ဖိရင်တထောင်လုံးစာပေးရတာမျိုးဖြစ်တဲ့အတွက် ခုံချမဲ့ငွေကိုချိန်ကပ်ပြီးတော့ပေးရတာဖြစ်ပါတယ်။ပိုင်းတကုံနဲ့မလင်းမြဖူတို့နှစ်ယောက်ကမင်္ဂလာဝဲမှာတခြားဘသူမှမပေးတဲ့လက်ဆောင်ပစ္စည်းမျိုးကိုပေးဖို့ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒါကတော့ smart နှစ်ချက်လေးတွေဖြစ်ပြီးတော့ဒီ smart နှစ်ချက်လေးတွေကိုလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။နှစ်ချက်လေးတွေကိုအသေးပုံပုံစံအသွင်ပူတဲ့ကိုရိုင်းပုံစံဖန်တီးခိုင်းပြီးတော့မှာထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆိုင်ဝဲများစွာဖွင့်လှစ်ပြီးတော့ရောင်းချနေတဲ့နာမည်ကြီး brand တစ်ခုကနေမှာထားတာဖြစ်ပြီးတော့ တစ်ခုကို9000နေပြီးတော့9000ဝန်းကျင်မှာရှိပါတယ်။ဒါအပြင်အမတရားဖြစ်အောင်နှစ်ချက်ကိုထည့်ထားတဲ့ဘူးမှာလည်းပိုင်တကောနဲ့မလင်မြဖူရိုးရဲ့ pre-wedding ပုံတွေကိုထည့်ထားတာဖြစ်ပါတယ်။အဲဒီနှစ်ချက်ကိုဆူလျောင်းရပ်ဘက်မင်္ဂလာဝဲမှာလာတဲ့သူတိုင်းကိုလည်းပေးသလိုဒင်နာပွဲကိုလာတဲ့သူတိုင်းကိုလည်းပေးခဲ့တာဖြစ်ပါတယ်။လာတဲ့သူတိုင်းကိုလက်ဆောင်ပေးခဲ့တာဖြစ်သလိုမင်္ဂလာပွဲကိုလည်းလူအယောက်ထောင်ချီဖိတ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လက်ဆောင်ပစ္စည်းပေးတဲ့ကုန်ကြမ်းစည်းတွေတိန်ပေါင်းထောင်ချီကုန်ကြနိုင်ပါတယ်ဒီလိုလက်ဆောင်ပစ္စည်းမျိုးဆိုတာမင်္ဂလာပွဲလုပ်တဲ့သူတိုင်းကမပေးနိုင်ပါဘူးတတိယရဲ့မင်္ဂလာပွဲဆိုလဲမင်္ဂလာပွဲရဲ့အပြင်စင်အစားအသောက်ကိုရှယ်သုံးထားပြီးသားဖြစ်တာမို့လက်ဆောင်အတွက်တယောက်ကို9000ဝန်းကျင်ပြန်မပေးကြပါဘူးဒါကြောင့်မို့ဘိုင်ဒဂွန်နဲ့မလင်းမြဖူးတို့ရဲ့မင်္ဂလာပွဲက luxury မင်္ဂလာပွဲဖြစ်ကြရတာပါတိန်ပေါင်းထောင်ကနေအကုန်ကျခံပြီးတော့တံမိုးကြီးလက်ဆောင်တွေပေးခဲ့တဲ့ဘိုင်ဒဂွန်နဲ့မလင်းမြဖူးတို့ကို ကြလားဆိုတာ comment လေးထဲမှာပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်